တော့ကျော်ဒီကေအားလုံးကတော့ကျော်ဒီနဲ့မှာတော့မိုဘိုင်းလေးချက်တဲ့ဆက်ဆက်ပြောပြချင်ပါတယ်။ဘာလို့လဲဆိုတော့ဘာလို့လဲဆိုတော့တနားရီရာအစ်တတော်မတော်တာမန်တတော်မဟုတ်ပဲနဲ့အောင်းငယ်ရဲ့ရင်းနဲ့မိဒီရဲ့မိဒီကိုအောင်းကြတော့ဖြစ်ဖြစ်ပြောကြပါမယ်။အဲ့တတော်ကဒီခိစ္စာဘူးခေါ်ခဲ့ပါလား။မတော်တော်ကလည်းဘူးခေါ်လာပြီးနောက်မှာတခိစ္စာတော်ရုံနဲ့တော့တခြားနယ်အခုနဲ့ပူပေါင်းခဲ့ပါလား။

တာတာကိုချီးကျူးတာဘူးဒီလိုမျိုးရောင်းတောင်းနေရလို့မြောက်ပြီးအားလုံးရဲ့ပုံရိပ်ရှိနေတာကိုခံရရပါတယ်။အဲဒါကြောင့်အခင်းကြံဒီနေ့အောက်ပြည့်ပုံရိပ်တစ်ပါးဖြစ်လာလို့ရပါခင်ဗျာ။ တကယ်ကမြောက်ပြည်ကျောင်းရဲ့အတွက်ကြောင့်လို့မင်းစီးတယ်ကိုပြောခါလာပြီးတော့တူတူရှိရှိနေကြရတယ်။ဒါပေမဲ့တနည်းမှာတော့သူ့ရဲ့ပုံစံများကြီးစက်တကောင်ကသူ့ရဲ့ရှိမှာရဲဆိုတော့တစ်ခါတော့ခင်ရရောမြည်ရပါ။အဲဒါမျိုးတကယ်ကတတိယကြောက်လို့ရတယ်။အဲဒီမှာတကယ်ကတတိယအန္တရာယ်မင်းမလေးမှာရှာဖို့ရတယ်။ ఇక తీసా మతీనే సగుతుంది โตเวลโคกรอกเลยนิวนายอมแล้วสักทีนะเดี๋ยวพอตัวนี้จะเจอแล้วชาวเวียนามาพูดที่สุดยิ่งเลยนิมอลเซโนมาบริสุทธิ์ขอเสียใจตั้งชื่อเนี่ยก็คิดสักตัวเลยไอ้เสียใจเต้าเสียใจเนี่ยนะเสียใจไป ။ဘာလို့တင်းတာအဲ့ဒီဘုံကြောင့်ခုခေတ်ကလေးတော့ပါလေ။သူ့ပြင်းပြင်းရတော့ဒီလိုဖြစ်လက်ခံဖို့ကိုကျောင်းဆရာကြီးမှတောင်းလို့ရတယ်။အဲ့ဒါနဲ့ဆရာကြီးရဲ့လက်ခံရတယ်။အဲ့တော့မူကင်းဆန်ဆရာကြီးတို့ဖြစ်နေမှာဒီလိုကြောင်းနဲ့တော့ဆိုပြီးတော့အဲ့ဒီကျောင်းကျောင်းတင်နေရှိမှာပဲဒီပေါင်းတော်လေးထိုင်ရဲ့ပေါင်းတော်ကြောင့်ဆောင်းနေတဲ့သူနောက်ဆုံးမှာပုံစံဆရာကြီးရဲ့အခင်းဆန်ပညာတင်လို့က ဒီလောက်ပေါ်ပါလေအကောင်ကြီးတော့သူညာတင်မိမဲ့ဆိုတော့တုံးပြလိုက်ပါလေတော့တင်းစားဘုလို့ဆရာရဲ့ရှိအောင်တောင်းညီညာတိုင်းနေဦးတယ်လားကျန်စီတယ်လားပြီးတော့ညာတင်ရဲ့ရှိရောပေးနေတာတက်ညာလို့တည်ရပါလေတော့တော့ငါတို့တည်ပြီးနေတော့မှာတော့ညာတို့ပြီးတော့အင်ကျန်ကိုအချိန်ကြာရလာခဲ့ပါလေ

သူ့ရဲ့လက်အောက်ငယ်သားတွေကိုချိုးဖြစ်ခံရနေရတော့ဟိုကတိစံသူ့ရဲ့သူ့ရဲ့လက်နဲ့ပြတုံးတော့အဲ့မြောင်းရဲ့ဟိူးတက်ကြီးရောင်းနေလို့သူ့ရဲ့လက်အောက်ငယ်သားတွေကဲပြီးခဲ့တယ်ဒီကတိုက်ပွဲကိုနိုင်လေတယ်နဲ့အမကိုပါလေးလုံးဝရှိသေးပါဘူး။ဒါကြောင့်ဒီက ေကိုဝိုင်းနေတဲ့ဆောက်ပါအမေကမဆုံးမှာတော့ရောက်တဲ့ဘာဝင်နေမှာလက်နဲ့အစ်ကြီးတို့တီးကြရအောင်ရောက်တဲ့ဆီကိုတော့ရတယ်အဲ့ဒါမူမူခဲ့ရတယ်ဘာလို့လဲသူ့ရဲ့လက်ကိုတော့တော့ဒီလိုလုပ်ရတယ် ဒီလိုလားလေးလေးပြီးတော့အဲ့ဒီမှာပါရင်အချိုးလာစီမျိုးမီးရဲ့တဲ့ဒီကိုတက်စားလေးပြောပြရတယ်။အဲ့ဒီမှာတကီးစာသူ့ရဲ့လက်စွဲဘူးနဲ့ဒီဘူးကြီးနဲ့အချိုးလေးကိုအေးစစ်ပြောနေတယ်